မရာဇံပထမဆောင် အခန်း24စာပိုက်၄ကိုဖတ်ပါမယ်။ဒါဝိလူတို့ကလည်းထာဝရဘုရားကတင်းအရန်သူကိုတင်းလက်၌ငါအပ်မည်။သူ၌ပြုတ်ချင်တိုင်းပြုတ်တော့အခွင့်ရှိလိမ့်မည်ဟုကိုရောအားမိန်တော်မူသောနေ့ရဲ့ရောက်ပါပြီဟုဆိုကြလင်။ဒါဝိသည်ထ၍ရှောလို့ဝိလျက်ရှိသောအင်းကြီးအောက်ပိုင်းကိုတိတ်ဆိတ်စွာလှည့်ဖြက်လိမ့်၏။တရားရယ်နော်။အဲ့တော့ ဘယ်ခင်ပိတ်သိထားတဲ့ရှင်ဘင်ကပရမရှင်ဘင်ဒီရှောလုဖြစ်တယ်ရှောလုကပြုတ်ချင်တိုင်းပြုတ်ရတဲ့ခွန်ရတဲ့ခါမှာနော်ဘုရားခင်ကိုညှင်းဆန်ပြီးနော်ဘုရားခင်ကိုအလိုတော်ညှင်းပယ်ပြီးသူ့ဆန္ဒအတိုင်းပဲပြုတ်ခဲ့တဲ့အတွက်ဘယင်အရာကနေနော်ဖယ်ထုတ်ချင်းခံရတယ် တော့ရင်ပရင်ပရင်ပဲဘယ်ကြမှာလဲဆိုတော့သူ့တတန်းကိုရင်သူ့သားစင်မြစ်ဆက်ပရင်မဖြစ်တော့ဘူးဒီလိုမျိုးဘုရားပယ်လိုက်ပြီးတော့မှသူ့အစာဒါဝိကိုနော်ဘယ်အရာမှပိတ်သိမ့်တယ်ဒါကိုသိတယ်ရှောလူကအတူချုံးပြောမှဆင်တော့ဒါဝိကိုမနာလို့ပြီးတော့မှလိုက်တတ်တာလိုက်တတ်ပေမဲ့ ဒါဝိတ်ကစောလို့ကိုတက်ခွန့်ပြန်ရသွားတယ်။လိုင်းကူထဲမှာနော်စောလို့နဲ့သူ့လူအားလုံးအိပ်ပျော်တဲ့အချိန်မှာဒါဝိတ်ကတက်ခွန့်ရပေမဲ့မတက်ဘဲနဲ့နော်သူ့ရဲ့ဘယင်ရဲ့အင်းကြီးအောက်ပိုင်းကိုလှိဖြက်ပြီးတော့မှဒီမှာတက်ခွန့်ရပေမဲ့ကျွန်တော်မတက်ပါဘူးဆိုပြီးတော့မှကျွန်တော်ဟာဘယင်ကြီးထင်တယ်လို့မျိုးကောက်ကြည့်တယ်လို့မဟုတ်ဘူးဆိုပြီးတော့မှတက်တည်ပြတယ်ဆိုတော့တွေ့ရတယ် နောက်တစ်ခါလဲအလုံးသိပါတယ်ဒီကောင်းမှာကောင်းရင်းမှာရှိတဲ့ရီဘူးနဲ့လှံကိုယူတယ်အဲ့တော့ကလဲပြုတ်ချင်တယ်ပြုတ်ခွင့်ရတယ်မပြုတ်ဘူးအဲ့ပင်မတက်ပြအောင်ရှောင်းဘယ်လိုတွေ့ရလဲအဲ့တော့တိဖို့ကကျွန်တော်လူတွေဟာမှတ်ထားပါရွေးချယ်စစ်အများရှိတယ်เนาะပြုတ်ချင်တိုင်းပြုတ်ရခွင့်ရရှိကြတယ် ဆိုတော့ကိုဆန္ဒတိုင်းပြုမလားသူများတိုက်တွန်းတဲ့တိုင်းပြုမလားဘုရားသခင်ရဲ့အလိုတော်နဲ့ညီဘုရားသခင်စိတ်နှလုံးကိုတည်ပြီးတော့မှပြုမလားဆိုတာအရေးကြီးပါတယ်ဒါဝိကတော့ဘုရားရဲ့စိတ်နှလုံးကိုတည်ပြီးတော့အော်ပြုလဲဆိုတာတွေ့ရတယ်တကယ်တမ်းကျတော့ရှောလို့သူတတ်လိုက်မယ်ဆိုရင်သူဘယင်တန်းဖြစ်မှာပဲဘယင်ဖြစ်လဲဘုရားသခင်ပိတ်ထိုက်ပိတ်သိမ်းထားပြီးသားဖြစ်တယ်နော်ဒါပေမဲ့ သူရှက်ဘရင် तू ဘာဖြစ်လို့မတက်လဲဆိုတော့ဒီဘရင်ကအလိုလိုနေဘရင်ဖြစ်လာဟုတ်ဘူးနော်ဘုရားသခင်ပိတ်သိပ်ပြီးတော့ဘရင်ဖြစ်တာဖြစ်တယ်ဒါကြောင့်ဘုရားလက်ထဲမှာပဲရှိတယ်ငါမစီရင်ဘူးငါမစီရင်ဘူးနော်ဒီလိုဆုံးဖြတ်တာဖြစ်တယ်ဒီနေ့အာနာကတော့လူချင်းမှာအမှန်ပဲလူဆိုတာနော်အဲ့တော့ ဒီနေ့ကဘာမှာဘာဖြစ်နေလဲအာနာတွက်နဲ့တယောက်နဲ့တယောက်တပ်ဖြန့်နေကြတယ်မြန်မာနိုင်ငံနဲ့ချိပါဟောအဲ့တော့ဒီအာနာတွက်နဲ့ကျွန်တော်တို့ကပြုတ်ချင်တိုင်းပြုတ်ခွင့်ရတဲ့အတိုင်းပြုတ်နေကြတယ်ဟောပြုတ်နေကြတယ်ဟောတရားသလားမတရားဘူးလားမချိဘူးကိုယ့်ဘက်ကရှင်းကြည့်အစင်အကုန်မတရားနေတာပဲဟောတပ်ဘက်ကကြည့်လဲတရားနေတာပဲအဲ့တော့ လူတိုင်းကပြုတ်ချင်တိုင်းပြောတဲ့ခွင့်ရရှိကြပါတယ်။ဒါဝိကတော့နော်မတတ်ဘူးခင်ဗျ။မတတ်တဲ့အတွက်လည်းဒီနေ့သူရှင်ဘရင်ဖြစ်လာတဲ့ခါမှာနော်တတိုင်းပြည်လုံးမှာရှိတဲ့လူတွေအားလုံးကနော်ဒါဝိကိုလက်ခံကြတယ်။လက်ခံကြတယ်။တတ်ခဲ့မယ်ဆိုရင်တော့ရှောလူအပေါင်းပါရဲ့ရှောလူရဲ့အမျိုးကဒါဝိကိုလက်ခံစရာအကြောင်းမရှိဘူး။တတ်လုံးပုံကံမှာဖြစ်တယ်။ တို့ရှိပါတယ်။ဘာကြောင့်တင်လဲပြုတ်ချင်တိုင်းပြောရခွန်ရှိတယ်။အဲ့တော့ပြုတ်ချင်တိုင်းပြုတ်မလား။သူများတိုက်တွန်းတဲ့အတိုင်းပြုတ်မလား။သူများမြှောက်ပေးတဲ့အတိုင်းရှောက်လို့မလား။ရှားသခင်အလိုတော်တိုင်းလုပ်မလားဆိုတော့စဉ်းစားပါ။ဟောဒီပြောရချင်အခန်းနစနစ်စာပိုက်စတဲ့စနစ်မှာလည်းဗာပြောလဲဆိုတော့မတရားသောသူတွေမတရားသဖြင့်ပြုတ်စီအောင်ညင်ညူးသောသူတွေညင်ညူးစီအောင်ဖြောင့်မတ်သောသူတွေဖြောင့်မတ်စီအောင်တန်ရှင်းသောသူတွေတန်ရှင်းစီအောင် ငါသည်အလင်းမြန်လာမည်ငါသည်အချိုးပြုတ်ကိုဆောင်ခတ်သည်ဖြစ်၍လူအသီးသီးတို့အားမိမိတို့အချင်းတိုင်းဆက်ပေးမည်ဟောဒီမှာလဲပြုတ်ချင်တိုင်းပြုတ်လို့ရတယ်ဟောပြုတ်လို့ရတယ်မတရားတဲ့သူကမတရားတဲ့အတိုင်းပြုတ်လို့ရပါတယ်ညင်ညူတဲ့သူလည်းညင်ညူလို့ရပါတယ်ထုံနေသူဖြောင်းမတော်သူလည်းဖြောင်းမပစေဘူးတန်ရှင်းတော်သူလည်းတန်ရှင်းမစေဟောအဲ့တော့ ဖြောင်းမတ်တာတန်ရှင်းတာကတော့ပြုတ်ချင်တိုင်းပြုတ်တာမဟုတ်တော့ဘူး။เนาะသူ့အလိုဆန္ဒညင်းပြီးဖရားရဲ့နှလုံးသားနဲ့တက်ရှင်ခြင်းဖြစ်တယ်။အဲ့တော့ကိုရွေးချယ်ဖို့ဖြစ်တယ်။ဒါပေမဲ့ဖရားသခင်ကသူတရားစင်မယ်ပြောပါတယ်ခင်ဗျ။เนาะပြောပါတယ်။အဲ့တော့ဖရားသခင်ရဲ့တရားစင်ခြင်းကတော့နှမျိုးပေါ့အချုပ်အဖြစ်အချုပ်เนาะအဲ့တော့နှစ်ကောဒီ နှစ်ကောခံငါစာပိုက်30မှာငါတို့ရှိသည်မြသည်ကိုခန္ဓာ၌ကျင့်တော်အကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအပြစ်ကိုအတီးတီးခံခြင်းကခရစ်တော်တရားပလင်ရှိ၌ပေါ်လာရကြမည်ဒါကတော့နော်ယုံကြည်သူတွေကိုပြောတဲ့အစကားဖြစ်တယ်ကျွန်တော်ယုံကြည်သူတော်တော်များများသင်လဲလောကမှာရှိစဉ်တာ ြုတ်ခြင်းတိုင်းပြုတ်ခွင့်ရှိပါတယ်။ဒါမှမဟုတ်မထားပါသင်ပြုတ်တဲ့အတိုင်းခရစ်တော်ရဲ့တရားပလင်ရှင်းပလင်ရှင်းမှာတရားစင်ခြင်းခံရမှာဖြစ်ပါတယ်။အဲဒီတရားစင်ခြင်းကတော့နော်အကျိုးပြည့်ရမှာဖြစ်တယ်။အကျိုးပြည့်ကတော့ငဲကြမယ်လို့ပြောချင်တာမဟုတ်ဘဲနဲ့ယေရှုခရစ်တော်ရဲ့စုတရပူချင်းမြခံရခြင်းစံစာမှာကြီးတော်သူဖြစ်မယ်လို့အငယ်ဆုံးတော်သူဖြစ်မယ်လို့ငယ်တော်သူဖြစ်မယ်လို့ ဟောနော်အမျိုးစုံရှိပါတယ်အဲ့တော့အဲ့ဒါကဘယ်ထိအကျုံးဝင်မလဲဆိုတော့အနှစ်ချောင်းကာလမှာသူအဆင့်တန်းတိုင်းနော်သူကိုရတဲ့အကျိုးဖြစ်တိုင်းကိုကနှစ်ချောင်းကာလမှာဟောတက်ရှင်ရမှာဖြစ်တယ်အမှုတော်ဆောင်ရမှာဖြစ်ပါတယ်ပြီးရင်ယေရုရှလင်မြို့တဲ့မှာသာရကာလလုံးအဲ့ဒီအကျိုးဖြစ်တိုင်းပဲဒီနေ့ဆန်းစားရမှာဖြစ်တယ် အဲ့တော့အဲ့ချိန်ကျရင်တော့ကြီးတော်သူငယ်တော်သူတင်ပါဖြစ်မလဲစဉ်းစားကြည့်ပါ။ကောင်းကင်တမန်မင်းရှိတယ်။ကောင်းကင်သားရှိတယ်။မျိုးစုံရှိပါတယ်။နော်။ဒါကြောင့်ကျွန်တော်ယုံကြည်သူတွေဟာဟာသတိထားဖို့ဖြစ်တယ်။ပြုချင်တိုင်းပြုခွင့်ရတယ်ဆိုပြီးတော့မှရှောက်အသက်ရှင်လို့မရဘူး။ဟုတ်နော်။ဖြောင့်မတ်ခြင်းတန်ရှင်းခြင်းနဲ့အသက်ရှင်ဖို့ နောက်တရားဆင်ခြင်းတစ်မျိုးကတော့ပလင်ဖြူတရားဆင်ခြင်းလို့ခေါ်ပါတယ်။ဒါကတော့ဗျာဒိတ်ချမ်းအခန်း20စာပွဲ7ကနေ15လောက်ထိမှရှိတယ်။အဲ့ဒါကတော့ကဘာဦးကနေအဲ့ဒီနောက်ဆုံးသောကာလအနည်းထောင်ကာလပြီးကဘာဆုံးထိမှာနော်ဒီတည်ခဲ့တဲ့ဖယားကိုမယုံကြည်ပဲတည်ခဲ့တဲ့သူအလုံးရဲ့ဝိညာဉ်မရဏနိုင်ငံကနေယေရှုရဲ့ ပလင်ဖြူတရားစင်ချင်းခံဖို့ရောက်လာမယ်တေပိသားသူရခန္ဓာကိုပင်လဲတင်းချိုင်းမြေကြီးဟိုမျိုးစုံကနေထလာပြီးတော့မှသူတို့ကိုညင်နဲ့ပြန်ပေါင်းပြီးတော့မှပလင်ဖြူတရားစင်ချင်းခံရမှာဖြစ်ပါတယ်သူတို့ကတော့ထာဝရမရေတံခံရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဒီနုကပတ်တော်ကြားတဲ့အသင်ကိုအားပေးခြင်းနဲ့ တင်ဟာပြုတ်ခြင်းတိုင်းပြောရခွန်ရှိတယ်။သူအတွင်ကိုယ်စိတ်တိုင်းကြမပြုတ်ပါနဲ့။သူနည်းသူသူများမြောက်ပင်တိုင်းလည်းတိုင်းမလုပ်ပါနဲ့။နော်။ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တမန်တော်နဲ့ညီပြုတ်ပါ။နော်။ဒါဆိုရင်တော့တင်ဟာယေရှုနဲ့တွေ့နော်။မင်းနဲ့တရားတော်သူအချင်းမခံရတော်သူနော်။မင်းလားရှိတော်သူဖြစ်လိမ့်မယ်။တော့မဟုတ်ရင်တော့ အရှိရနိုင်မယ်ယေရှုကိုမရင်ဆိုင်ရဲပဲနော်ဖြစ်နိုင်မယ်တရိထားပါထမင်းမကခုနယေရှုမယုံကြည်သေးဘူးဆိုရင်တော့ဒီနေ့နော်အပြစ်စင်ခြင်းကနေကင်းလို့ဖို့အတွက်ပလင်ဖြူတရားစင်ခြင်းကလွတ်ပြီးတော့မှငရဲကြထောက်ရငရဲတံကနေလွတ်ဖို့အတွက်ဆိုရင်တော့နိလန်ကတခုပဲရှိတယ်အဲ့ဒီတရားစင်တဲ့ယေရှုကိုအခုချိန်မှာပဲနော်တင်ရတဲ့ခင်ကတည်းရှင်ဖြစ်ယုံကြည်ပါ ယေရှုကခေါ်ရင်ထူရဖျားဖြစ်ပါတယ်ခေါ်ကြည့်ပါအဖြေရရှင်းသွားလိမ့်မယ်လို့ခွာပေးနေနေကောင်းချုပ်ပါတယ်ဖျားသခင်နေတဲ့အလုံးကောင်းချီးပေးပါစေတော့အာမင်